င်္ဂလာပါရှင်။ဘာမှခဲ့တဲ့သတင်းဌာနမှပြန်နေကြိုဆိုလိုက်ပါရရှင်။အခုချိန်မှစာပေနောက်ဆုံးရသတင်းများကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းအနေနဲ့မင်းအွန်လိုင်းမိမကျူကျူလာရုံနဲ့အတူ သာသမီမြေတချို့ပါရုရှားတို့အလဲခီအဖြစ်လိုက်ပါသွားဆိုတဲ့သတင်းပဲဖြစ်ပါရယ်။ အကြံပတ်ဆက်ကောင်းဆောင်မယားလိုက်မိမကျူကျူလာတို့နဲ့အတူသားသမီးမြေတို့ပါရုရှားနိုင်ငံသို့အလဲခီးဖြစ်လိုက်ပါသွားပြီးရှင်းနေနေနဲ့ခုနှစ်နိုင်ခွဲတွင်နေပြည်တော်လီစိမ့်မှထွက်ခွာသွားကြောင်းသိရှိရသည်မေလ9ရက်နေ့ရုရှားနိုင်ငံမော်စကိုမြို့ရှင်းမြေနေတွင်ပြုလုပ်မည့်ဒုတိယကမ္ဘာစစ်ပေးဆုံးသည့်ရှင်းမြေနေအောင်ပွဲအခမ်းအနားသို့မယားလိုက်နဲ့အတူမိမဖြစ်သူကျူကျူလာတက်ရောက်ရန်နေပြည်တော်လီစိမ့်မှရုရှားနိုင်ငံသို့ရှင်းနေနေနဲ့ပိုင်းထွက်ခွာသွားခြင်းဖြစ်ကြောင်းမယားလိုက်ကျူကျူလာတို့နဲ့အတူသားသမီးမြေတို့ပါလိုက်ပါသွားကြောင်းသိရှိရသည် သူမြေးလေးတွေနဲ့တာသမီတွေပါသွားတယ်အလဲခေါ်သွားတာဟုနေပြည်တော်စေယုံနဲ့နီးစပ်သောတရင်ရှင်မြကရန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောဆိုသည်မင်းအောင်လိုက်မိမကျူကျူလာအပါဝင်မိသားစုဝင်များလိုက်ပါသွားသောလေရင်မှာ MAI A319SYALK လေရင်ဖြစ်ပြီးရှင်းလေရင်မှာပြည်ပမငားရန်ထာရမယခုနှစ်ဖေဖော်ဝါရီလအတွင်းအပြီးအပြည့်ဝေယူလိုက်ခြင်းဖြစ်သည်အဆိုပါလေရင်သည်နေပြည်တော်လေစိမ့်မှရုရှားနိုင်ငံမော်စကိုမြို့သို့ထွက်ခွာရာတွင်လန်ခီခီတထောက်ဖြစ်တရုတ်နိုင်ငံတွင်ခေတ်ဆင်းသက်ရန်နာ၍လေရင်စီဖြစ်မိဖြစ်သော ောင်းသိရှိရသည်မင်းအောင်လိုင်မိသားစုနှင့်အတူစစ်ကောင်စီတွဲဖက်အတွင်ရေးမှုရှေဝင်းဦးကောင်စီဝင်တို့ကာဝေးရေးဝန်ကြီးမမောင်ဤနိုင်ငံသားရေးဝန်ကြီးတန်းဆွေညှိနှိုင်းကုတ်ကဲရေးမှုကြီးရေလီကျော်စွာလင်းတို့လိုက်ပါသွားကြောင်းသိရှိရသည် ဆက်လက်ပြီးမင်းလာတိုက်ပွဲကြောင့်ဒေသခံတပေါင်းကျော်စစ်ရှောင်းဆိုတဲ့တင်းကိုတင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းအနောက်ချမ်းတာယာရီခိုင်မင်းလာမြို့နယ်တွင်စစ်ကောင်စီတပ်နှင့်တော်လိုင်းအင်အားစုများကြားတိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့်ရန်ကုန်ပြည်လမ်းမကြီးအရှိဘက်ရှိကျေးရွာ60ကျော်မှဒေသခံတပေါင်းကျော်စစ်ရှောင်းနေရသလိုကျေးရွာလေးကမီးရှို့ဖျက်ဆီးခံရကြောင်းသိရသည်။မင်းလာမြို့နယ်ပဲခူးရှိုးမှနှင့်ရခိုင်ပြည်လမ်းကိုဆက်သွယ်ထားသောလမ်းမိုင်းနှင့်ပဲခူးရှိုးမှအတွင်းရှိမြို့ချောင်းစိန်ကလက်ရိုးမှဖြက်လမ်းများသို့ဧပြီလ20ရက်နေ့မှစတင်ကစစ်ကြောင်းထိုးလာမှုကြောင့် တော်လရင်တပ်ဖွဲ့များနဲ့တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည့်တိုက်ပွဲများတွင် လေကြောင်းပုံကျဲသလိုလက်ရှိစစ်တပ်အထိုင်ချထားသည့်ခလာရတဲ့တရင်ကြောက်တကားဖျားကုန်တံကလေးရွာဘုံကြီးကျောင်းနှင့်စေကွင်းတာဆုံတို့မှနေစဉ်လက်နက်ကြီးများဖြင့်ပစ်ခတ်နေ၍လူနေအိမ်များပေါ်ကြာရောက်ပောက်ကွဲပြီးအိမ်များပြက်စီသည့်အပြင်လူထိခိုက်ဒဏ်ရာရမှုများရှိကဒေသခံများဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်ဟုသိရသည် မင်းလာဒေတာကန်တို့ကအခုကတိုက်ပွဲမဖြစ်လေသူတို့အထိုင်တွေကနေလက်နက်ကြီးတွေနဲ့ရန်တမ်းပြင်နေတာရက်ဆက်ဖြစ်လာတာမို့ဘေးလူရောက်ကိုရှောင်ကြရတာအချို့လေစစ်မဖြစ်တဲ့မျိုးပေါ့တချို့လေအချားရွာတွေနဲ့ငွေကြေးအဆင်မပြေတဲ့သူတွေကတော့ရိုးမာတွေရှောင်ကြရတာပေါ့အိမ်ဆောင်ကျန်ငယ်သူတွေကဘုံကိုကျင်းတွေထဲမှာနေကြဖို့ဟုပြောသည်မင်းလာမျိုးနဲ့အတွင်းသောအင်မမျိုးအခြေဆိုင်အမှတ်66ချင်းမြန်တမဌာနချုပ်တမခ66လက်အောက်ခံမင်းလာမျိုးနဲ့စိန်ကန်နယ်ရွာအခြေဆိုင်ခလာရတဲ့အင်မမျိုးအခြေဆိုင်ခလာရ80 ဒီလာအခြေဆိုင်အမှတ်69ချေမြန်တမဌာနချုပ်တမခ69လောက်ခန့်တမများမှာပူပေါင်းအင်အား300ကျော်ဖြင့်စစ်ကြောများဖြန့်ခွဲဝင်ရောက်နေခြင်းဟုသိရသည်။တာယာရီခံပြည်သူကောင်ရဲအဖွဲ့ပကဖမတောင်းရှိသူတို့ကပဲခူးတိုင်းနောက်ချမ်းမှာရှိတဲ့ကပ္ပဆစေယုံတွေကိုချင်းချောက်လာနိုင်တဲ့အထိတော်လိန်အင်အားစုတွေအကောင်းလာတာကြောင့်မြေပြင်ထိုးစစ်လုပ်တာမျိုးပါပဲ။အဲ့ဒီလိုမျိုးတွေရှိလာတော့နေမီစိုးမှုဖို့ကအရေးကြီးတယ်ဟုပြောသည်။ရခိုကဆေရှောင်းနေရသည့်ခြေရွာများရှိပြည်သူပိုင်းပစ္စည်းများကိုစစ်ကောင်စီတပ်သားများနဲ့ ခိုးများမှဖောက်ထွင်းခိုးယူလျက်ရှိသလိုမေလ၁ရက်နေ့နေ့နဲ့ပိုင်းကခွမ်မအုပ်စုမှအင်ဂျင်90ကျော်ရှိငမိုးရရွာဧပြီ30ရက်နေ့အင်ဂျင်100ကျော်ရှိဇရဲမြောင်ရွာအရှိကုန်းနဲ့ရွှေပေါင်းပင်ရွာများကိုမီးရှို့ဖျက်ဆီးခဲ့ရာဥရွာပေါင်းအင်ဂျင်150ခန့်မီးလောင်ခဲ့ကြောင်းသိရသည်ရွာအတွင်းသို့အခြေအနေပြောင်းချိသူများအနက်10ဦးနှင့်အထက်မှစစ်ကြောင်းနှင့်တွေ့ရဖမ်းဆီးနှိပ်စက်တပ်ဖြတ်ခံရခြင်းများရှိသလိုမေလ6ရက်နေ့စစ်ကြောင်းသည်ဥတုကငင်းမင်းရွာ၌တက်ဆွဲထားပြီးစစ်ကားများဖြင့်အင်အားထပ်မံဖြည့်တင်းနေကြောင်းသိရသည်အဆိုပါ အခြေအနေများနဲ့ပတ်သက်၍စစ်ကောင်စီဘက်ကတရင်ထုတ်ပြန်ခြင်းမရှိသေးပေ။ရခိုဆက်လက်ပြီးမြန်မာနယ်စပ်တခြားအမိမဖော်နိုင်တဲ့လေရင်ပြန်တမ်းမှုကြောင့်ထိုင်းလေတပ်ကဇက်တိုက်လေရင်နဲ့အရေးပေါ်ဆေးလုဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ အမည်မပေါ်နိုင်တဲ့လေကြောင်းလှုပ်ရှားမှုတွေ့ရှိရပြီးနောက်ထိုင်းနိုင်ငံကမေလ6ရက်မှာမြန်မာနေဆက်တခြားဂျက်တိုက်လေယာဉ်နှစ်စင်းစေလွတ်ခဲ့တယ်လို့တော်ဝင်လေတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကိုကုတ်ကားပြီးထိုင်း PBS သတင်းဌာနကဖော်ပြပါရယ်ထိုင်းနိုင်ငံအနောက်ပိုင်းကချနာဘူရီပြည်နယ်ရှိမြန်မာနေဆက်အနီးအမည်မပေါ်နိုင်တဲ့လေယာဉ်တစ်စင်းကိုကြားဖြတ်ဟန်တာဖို့တော်ဝင်ထိုင်းလေတပ်ဖွဲ့ဟာနောက်ခွန်ဆောင်ဝင်ပြည်နယ်မှာ F16 ဂျက်တိုက်လေယာဉ်နှစ်စင်းစေလွတ်ခဲ့တယ်လို့လေတပ်ချုပ်ပရာဘတ်ဆွန်ချိုင်းကပြောပါရယ်ထိုင်းမြန်မာနေဆက်အနီးအမည်မပေါ်နိုင်တဲ့လေယာဉ်တစ်စင်းပြန် ်တန်းနေတာကိုရေဒါမှာတွေ့ရှိပြီးနောက်ထိုင်းတော်ဝင်လေတပ်ဖွဲ့ကအင်္ဂါနေ့မွန်လယ်ပိုင်းမှာဂျက်တိုက်လေယာဉ်တွေဆဲလွတ်ခဲ့တာလို့ထိုင်း PBS သတင်းဌာနကဆိုပါတယ်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကပြီးခဲ့တဲ့လရီတွေမြန်မာစစ်တပ်ကိုတိုက်ခိုက်လျက်ရှိရာမြန်မာနိုင်ငံမြောက်ပိုင်းမှာပဏိပခပြင်းထန်နေစဉ်ယခုဖြစ်စဉ်ဖြစ်ပွားခဲ့တာပါ။တိုက်ပွဲတွေကြောင့်ထောင်ချီတဲ့ပြည်သူတွေအိုးအိမ်ဆုံးခွာခဲ့ရပြီးထိုင်းနိုင်ငံတွင်သို့ပဏိပခတွေပြန်နှံ့လာမှာကိုစိုးရိမ်မှုတွေမြင့်တက်လာပါတယ်။မတ်လ28ရက်ကမြန်မာနိုင်ငံမှာပြင်အား9.9အဆင့်ရှိမြင်းငလျင်တစ်ခုလှ ုတ်ခတ်ခဲ့ရာလူ3800ကျော်သေဆုံးခဲ့ပြီးထောင်ပေါင်းများစွာအိုမဲအိမ်မဲဖြစ်ခဲ့ရပါတယ်။မြင်းကလင်းလှုပ်ခတ်ပြီးနောက်အာနာသိန်းစစ်ကောင်စီကဧပြီလ2ရက်မှာအပြစ်ခတ်ရေးစည်းရေးကြီးညာခဲ့ပေမယ့်ဧပြီလ30ရက်မှာသဘောတူညီချက်တက်တန်းကုန်ခဲ့ပါတယ်။ဆလဘီကျောက်တူမျိုးတို့ဆောက်လုပ်ရေးပစ္စည်းတော်ဝဲသည့်တန်ဃာတော်တပါးနှင့်ပြည်သူတို့ကိုစစ်တပ်ကဖမ်းဆီးရိုင်းနှက်နှိပ်စက်မှုကြောင့်တန်ဃာတော်ပြန်လည်တော်မူပြည်သူမှမဟုတ်စေဝါကုသမှုခံယူနေရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မကွေးတိုင်းစောမြို့နယ်ကြောက်ထုမြို့တွေကိုစောက်လူရေးပစ္စည်းတော်ဝဲတဲ့ဦးစင်တပါနဲ့တကားတူကိုစစ်တပ်ကဖမ်းဆီးရိုက်နှက်နှိပ်စက်မှုကြောင့်တန်ဃာရောမှာပြန်လည်တော်မူသွားပြီးအသက်38နှစ်အရွယ်တကားဖြစ်သူစမ်းမင်းဦးမှာစေဝါကုတ္တမှုခံယူနေရကြောင်းရော်အလင်းထဲမှကိုအောင်ကြီးကရှန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောကြားသည် မေလ3ရက်နေ့စောမျိုးနဲ့ကြောက်ထုတ်တိုင်းနဲ့တပြင်းကျေးရွာဘုံကြီးကျမတတ်တော်40နဲ့ရွယ်တန်း9ရက်နေ့တကားကိုစမ်းမင်းဦးတို့သည်ဆောက်လူရေးပစ္စည်းဝယ်ရန်ဆိုင်ငယ်ဖြင့်ကြောက်ထုတ်မြို့ပေါ်သို့သွားရောက်ခဲ့ကြောင်းဆောက်လူရေးပစ္စည်းများရှောင်ဝယ်သည့်ဆိုင်သို့ရောက်ရှိပြီးပစ္စည်းများဝယ်ယူနေစဉ်အရက်သေးစားတောက်စားထားသည့်စစ်သားများကလာရောက်ဖမ်းဆီးသွားကြောင်းသိရသည်သူတို့ဗန်းစီပြီးနောက်ကြောက်ထွမျိုးအမြောက်တက်အတွင်သို့ခေါ်ဆောင်သွားပြီးဦးစင်လူအမိတမ်းမင်းနဲ့တကားကိုဆမ်းမင်းတို့ကိုတနေ့ကုန်ရိုင်းနဲ့နှိပ်ဆက်ခဲ့ရာဦးစင်မှာနောက်ကျောထိုးတဲ့တန်ရ၃ချံ၆ရောက်တစ်ဖက် က်ကျိုးတန်ရာကျောပြင်းတစ်ခုလုံးညုံမဲတန်ရာမျက်နှာဖူယောင်တန်ရာရရှိကြောင်းတကားကိုစမ်းမင်းဥမမို့ပေါင်ထိုးသွင်းတန်ရာမျက်နှာဖူယောင်တန်ရာကျောပြင်းညုံမဲတန်ရာရရှိခဲ့ကြောင်းသိရသည် ်ထို့သောစစ်တပ်ကတနေကုန်ညှဉ်းပန်းနှိပ်စက်ပြီးနောက်ပြန်လွှတ်ပေးလိုက်ရာတပြင်းချီရွာသို့ပြန်လည်ရောက်ရှိလာပြီးမေလ၄ရက်နေ့ညနေပိုင်းတွင်နှိပ်စက်ဒဏ်ရာများဖြင့်တန်ဃာတော်မှပြန်လွှတ်တော်မူသောကြောင့်တကားဆမ်းမင်းဦးမှလည်းစေဝါကုသမှုခံယူနေရကြောင်းသိရသည်။ဦးစင်းနှင့်တကားတို့ကကြောက်ထုတ်မျိုးတွေကိုဆောက်လွှတ်ရေးသုံးပစ္စည်းလိုအပ်တာလီတော်ဝင်အဖမ်းခံရတာပါအမြောက်တက်တဲ့ခေါ်သွားပြီးစိတ်ကြိုက်နှိပ်စက်တဲ့ ညနေမိုးစားချုံမှပြန်လွတ်လိုက်တာပါဖန်ခေါ်သွားတဲ့အချိန်ကနေ့လယ်ပိုင်းလောက်ကနေဖန်ခေါ်သွားတာတနေ့နယ်လုံးနှိပ်ဆက်ပြီးမှပြန်လွတ်လိုက်တာပါဟုရောလင်းထဲမှကိုအောင်ကြီးကရှန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောကြားသည်စစ်ကောင်စီတပ်သားများ၏ရိုက်နှက်နှိပ်ဆက်ခံရမှုကြောင့်ပြန်လွန်တော်မူသောတန်ကတော့လူအမည်တမ်းမင်းသည်လွန်ခဲ့သည့်၃နှစ်ခန့်မှစ၍တဒနာပေါင်သို့ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်ကျောက်ထူမျိုးရင်းစစ်တပ်ကယူနီဖောင်းဖြင့်၎င်းအရွယ်ဝတ်များဖြင့်၎င်းပုံမှန်လှည့်လည်ကပြည်သူများကိုစောင့်ကြည့်ဖန်ဆီးလျက်ရှိပြီးပြည်သူများအနေဖြင့်ကျောက်ထူမျိုးရဲသို့မလိုအပ် ဲ့ခီးသွန်းလာခြင်းမပြုချရန်ရော်လင်းနှင်းကတိုက်တွန်းထားသည်ရှကုဆလဘီစကောင်စီကဆိုင်ငယ်တစည်းကိုနှစ်ယောက်မစည်းဖို့စတင်ကြေညာပြီးပြိမိတ်မှာပေးထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ပဲခူးတိုင်းအောင်ချန်တာယာရီခိုင်နယ်ကမြို့နယ်တွေကိုစစ်ကောင်စီကမေလ6ရက်နေ့ကစပြီးဆိုင်ငယ်တစီကိုအမျိုးသားနှစ်ယောက်မစီဖို့နဲ့အမျိုးသမီးနောက်ကိုအမျိုးသားလိုက်မစီဖို့ကြေညာလိုက်တယ်လို့ဒေသရင်းသတင်းရမြစ်တွေထံကသိရပါဗျ။တာယာရီခိုင်နယ်ကမြို့နယ်တွေဖြစ်တဲ့မင်းလလေဗရန်အုပ်ဖို့မိုးညိုတာယာရီနဲ့ကျိုးပင်ကမြို့နယ်တွေမှာကားနဲ့လိုက်လံကြေညာပြီးစစ်စရေးကိန်းနဲ့ရက်ွက်ရုံတွေကတဆင်လဲကြေညာသွားတဲ့အပြင်ပြစ်မိတ်မှာပေးထားတယ်လို့စုံစမ်းသိရှိရပါဗျ။ ဆိုင်ငယ်နှစ်ယောက်မစီရအမျိုးသားနှစ်ယောက်မစီရအမျိုးသမီးနောက်အမျိုးသားမစီရတွေ့ရင်ထိထိရောက်ရောက်အေးအေးယူမယ်လို့ကြေညာတယ်လို့ဒေသခံအမျိုးသမီးတူကမျိုးတော်ကိုပြောပါရယ် ။ဒါယာရီခိုင်ထဲမှာအခုရက်ထဲအုပ်ချုပ်ရေးမှုတွေနဲ့ပြည်ရေးအရှင်းခံရတာတွေများလာလို့ခုလိုကြေညာတာဖြစ်နိုင်တယ်လို့ဒေတာခန်တွေကပြောဆိုနေကြပြီ။မေလ6ရက်မနေ့ကညနေပိုင်းကလည်းအုပ်ဖို့မြို့နယ်ထူကုန်းကျေးရွာအုပ်ချုပ်ရေးမှုလှောက်အောင်ကိုတော်လင်းတပ်ဖွဲ့တွေကပြစ်ခတ်ရှင်းလင်းခဲ့သေးတယ်လို့စုံစမ်းသိရှိရပါတယ်။အဲ့ဒီလူကသူ့အပိုင်ကလူငယ်တွေကိုစစ်မှုထမ်းဖို့မတရားဖန်တာတွေအရန်လှုပ်တာ၊ကြက်ဝိုင်းကအပြန်အပြစ်ခံရတာလို့ကြားတယ်။တခုခုဆိုရဲခေါ်ဖန်လိုက်စစ်တပ်ခေါ်ဖန်လိုက်နဲ့သူကအနာအယံပြနေတာကြားပြီးလို့နောက်ထပ်ဒေသခံတွေကမြို့တော်ကိုပြောပါရယ်။အ ုပ်ချုပ်ရေးမှုနဲ့ပြူစောတီတွေပြစ်ခတ်ရှင်းလင်းခံနေရတာကြောင့်စစ်ကောင်စီကကာယာရီခရိုင်တွေကမြို့နယ်တွေကိုဆိုင်ငယ်နေအောင်မစည်းဖို့အခုလိုကြေညာနေတဲ့အပြင်စစ်စေးရေးခိတ်တွေမှာလည်းဆိုင်ငယ်စည်းသူတွေကိုပညာပေးအနေနဲ့ဖမ်းဆီးအသိပေးနေတယ်လို့လည်းစုံစမ်းသိရှိရပါတယ်။အခုလိုကြေညာချက်မျိုးမကွေးတိုင်းမှာလည်းကြေညာဖို့ပြီးမကွေးမြို့နယ်တွေကကံများမကွေးလန်းတခြားကစစ်စေးရေးခိတ်တွေမှာဖမ်းဆီးအရေးယူခဲ့တာတွေလည်းရှိတယ်လို့ဒေသရင်းတရင်ရင်းမြစ်တွေထံကသိရှိရပါတယ်ရှင်။